မင်္ဂလာပါရှင်စမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့မေလ28ရက်အိန္ဒိယမူလဝဒဌာနထုတ်ပြန်ချက်မှာအထက်ပြောပြခြင်းနာကနောက်လာမယ့်48နာရီအတွင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းဟိုင်းလို့ဖော်ပြထားပြီးတော့ ECNWS ဆိုင်ကလုန်း activity including genesis မှာလည်းပဲဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းတရားရဂိုင်းလုံးရှိကြောင်းဖော်ပြလာပါတယ် အိန္ဒိယမလူသားဌာနရဲ့သုံးသပ်ချက်မှာတော့သိတာထင်ရှားတဲ့လေဖိအားနဲ့ရှဝံဝမ်မတ် low pressure area အဆင့်ကနေ depression အားပိုကောင်းတဲ့လေဖိအားနဲ့ရှဝံအဆင့်အထိဖြစ်လာနိုင်ပြီးတော့ cyclone မုန်တိုင်းအဖြစ်ပုံမအားကောင်းလာနိုင်ခြေကတော့ကမ်းခြေနဲ့တော်တော်နီးကပ်နေတာကြောင့်အချိန်မလုံလောက်နိုင်ဘူးလို့သုံးသပ်ထားပါတယ်ဆိုင်ကလုံးမုန်တိုင်းအစဉ်ကိုကုန်းပေါ်တက်ကာနီမှာရောက်သွားရင်2025ခုနှစ်ရဲ့နာမည်ရမုန်တိုင်းတစ်လုံးဖြစ်လာမယ်။ဘာနာမည်လဲဆိုတာကိုတော့မှတ်တမ်းတင်ထားယူပါပဲလို့ဆိုပါရစေ။ အမ်ပုံကောင်းလာရင်မြန်မာနိုင်ငံဘက်မှာအထူးသဖြင့်ရခိုင်ကမ်းရန်းဒေသတွေအားလုံးမှာမိုးလေပေါ်ပြီးပြင်းထန်လာပါမယ်။မုန်တိုင်းအားကောင်းလာနိုင်တဲ့အခြေအနေကသာအထူးကဖော်ပြပြီးသွားတော့မှာဖြစ်တာကြောင့်ကျူတင်ခံမန်းတဲ့မိုးလေတွေဘယ်ရက်မှဘလောက်တွေပိုပြင်းလာနိုင်မယ်ဆိုတာကိုတော့6နာရီတကြိမ်အလိုလျောက် update ဖြစ်နေတဲ့၄ရက်စာမိုးလေဝသအခြေအနေကျူတင်ခံမန်းချက်တွေမှသာကိုယ်တိုင်ကြည့်ကြဖို့မိုးလေဝသသုတေသီအွန်လိုင်းကဒီနေ့မေလ28ရက်နေ့နေ့လယ်2နာရီ10မိနစ်ချိန်မှာထုတ်ပြန်ခဲ့တာ ာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လိပီအာနယ်ရံဝန်ပုံမအားကောင်းလာပြီးဂျော်လာဆန်အထိနိုင်ငံအနှံ့မှာမိုးများမဲ့ကြောင့်ဖွံ့ပြပေးပါမယ်။မူလဝတ္တနဲ့ဇလဗီဒါညွှန်ကြားမှုဦးစီးဌာနရဲ့မေ28မနက်9နာရီခွဲအချိန်တိုက်ထားချက်အရဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လိပီအာနယ်ရံဝန်ကတော့ဆက်လက်တည်ရှိနေပြီးမြောက်ဘက်ကိုဖြည်းဖြည်းညင်ညင်ရွေးရှားနိုင်ကပုံမအားကောင်းလာနိုင်တယ်လို့ ဒီနေ့မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်။ဆိုပါလိပီအားနဲ့ရှယ်ဝင်ရဲ့အရှင်ကြောင့်နောက်နှစ်ရက်အတွင်းမှာရန်ကုန်မန်းလေးပဲခူးမကွေးစကိုင်းအရာရင်းကချင်ချင်းမွန်နဲ့ရခိုင်မှာတော့မိုးထစ်ကြုံကနေနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့လည်းမိုးစလာကအသိပေးပါဗျ။မိုးစလာပညာရှင်အွန်နိုင်ကတော့လစ်ဖီအာနဲ့ယုံကအာရော့ပူကောင်းနဲ့ ECNW ရဲ့ချမ်းမှလည်းဆိုင်ကလုန်းဖြစ်နိုင်ခြင်းတရားခိုင်နှုန်းပြနေစေလို့မေလ28ရက်နေ့လယ်7:00နာရီကနေမေလ30ရက်နေ့လယ်7:48နာရီအတွင်းမှာသတင်းနိုင်မွန် ကရင်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းအရာရီတိုင်းရခိုင်ချင်းစကိုင်းအထက်ပိုင်းမကွေးမြောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးနေပြည်တော်ကချင်ပြည်နယ်တွေမှာတော့မွေးရချင်း160မီလီမီတာအထက်6.3လက်မထီရွာသွန်းနိုင်ပါတယ်လို့ဒီနေ့မနက်ပိုင်းမှာသုံးသပ်ပြောကြားလာပါတယ်မြန်မာနိုင်ငံအပေါ်လိပိအာနယ်ရန်ကုန်ရဲ့တက်ရောက်မှုကြောင့်မေလ28ရက်ကနေမေလကုန်31ရက်ထိဂျွန်လာဆက်2ရက်အထိနိုင်ငံအနှံပြားမှာမိုးများပြီးတော့နောက်တောင်မိုးတုံလေကြောင့်မိုးကာလာမိုးနဲ့မိုးရွာသွန်းခြင်းဆက်သွားနိုင်မယ်လို့ခန့်မှန်းထားတဲ့အကြောင်းမေ28ရက်ညနေပိုင်းမှာ၎င်းက ုံသက်ပြောကြပါရစေ။အဆိုပါလင်ပီအားနဲ့ရန်ဝဟာဆက်လက်အားကောင်းလာနိုင်ပြီးတော့နောက်30နာရီအတွင်းမှာမုန်တိုင်းငယ် depression အဖြစ်ကိုရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပြီးလမ်းကြောင်းနေတဲ့ကလည်းအခုလက်ရှိအချိန်ထိရမနိုင်ငံကိုဝင်ဖို့မရှိပဲမြောက်ဒါမှမဟုတ်အနောက်မြောက်ဘက်ဘင်္ဂလားဒေ့နဲ့အိန္ဒိယအဆက်ကူတာဥတီရင်းသွားနိုင်မှာဖြစ်တဲ့ကြောင့်ကနဦးခန့်မှန်းကမြန်မာနိုင်ငံအနီးလမ်းကြောင်းညာဘက်ချမ်းဖြစ်နေတာကြောင့်မိုးများနိုင်တာကိုတော့သတိပြုရမယ်လို့မိုးစလပညာရှင်ဖြစ်သူဦးဝေဖြူဟန်ဒီကြောင့်မိုးလေဝသကလည်းပဲတုံ့သက်ထားတာဖြစ်ပါတယ် ဆက်လက်ပြီးတော့2025ခုနှစ်မေလ28ရက်နေ့ဒီနေ့မိုးလဲ2နာရီချိန်နေ့စဉ်မိုးလေဝသတရင်ကိုဖော်ပြပေးပါမယ်။ဂျမနီမနက်9နာရီခွဲအချိန်ကနေဒီနေ့မနက်9နာရီခွဲအချိန်ဒီမိုးလေဝသတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နာရီအတွင်းကကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာစိစိနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာနှံပြားမှုထစ်ကြုံရွာသွန်းခဲ့ပြီးရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်မှာနေရာကွက်ပြီးမှုကြီးခဲ့ပါတယ်။နေ့ပူချိန်ကတော့ ပဲခူးတိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးနဲ့တရင်းတိုင်းတိုင်းဒေသကြီးမှာမေလရဲ့ပြင်းပြမှုချိန်အောက်နှစ်ဒီဂရီဆက်စီရဲ့နေပြီးတော့ရောင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာမေလရဲ့ပြင်းပြမှုအပူချိန်အောက်3ဒီဂရီဆက်စီရက်ကနေ4ဒီဂရီဆက်စီရက်ထိမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမေလရဲ့ပြင်းပြမှုအပူချိန်အောက်5ဒီဂရီဆက်စီရက်ကနေ6ဒီဂရီဆက်စီရက်ထိနဲ့ရခိုင်ပြည်နယ်မှာမေလရဲ့ပြင်းပြမှုအပူချိန်အောက် ရှိဒူရီဆက်စီရဲ့ရောင်းနေခဲ့ပါတယ်28ရက်5လ2025မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့ပူချိန်ကတော့ညောင်လေးပင်ဟင်္ဒရာမြို့မှာတော့35.3ဒီဂရီဆက်စီရဲ့စီဝတ်ထီကန်လေးတက်ပြင်မှာတော့34.3ဒီဂရီဆက်စီရဲ့ကလေးဝမြို့မှာ33.3ဒီဂရီဆက်စီရဲ့ရမဲသင်မှာ32.2ဒီဂရီဆက်စီရဲ့နေပြီးတော့စပူသရီမြို့နယ်မှာ32.1ဒီဂရီဆက်စီရဲ့နေပြီးတော့ဇေယျာသီရီမြို့နယ် ကျောက်ဆယ်လွန်ကျော်နဲ့ကော့ဂရိတ်မြို့တွေမှာတော့32.3တုံညအဒီဒီဆက်စီယက်စီတီဖြစ်ကြပါဗျ။မှတ်သားပေါ်ရမွေးချိန်ကတော့စစ်တွေမြို့မှာ4.9နဲ့ကိုကိုကျွတ်မှာ4.33ရင်းမြို့မှာ3.86ညောင်တော့မှာ3.53ညရန်ကုန်ကပ္ပရီမှာ3.11ဟာခါမှာ3.33ရန်ကုန်မင်္ဂလာတို့မှာတော့2.99ငတိုင်းချောင်းမြို့မှာ2.89မှော်ပြီးစိုက်ပျိုးရေးမှုလေဝသအုတ်ကန်နဲ့လက်ပွတ်တာမှာတော့2.56လက်မစီတွေဖြစ်ကြပါဗျ။ ။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဒီနေ့မြန်မာစံတော်ချိန်12နာရီခွဲချိန်တိုင်းထွားချက်တွေကဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အာကောင်းသောလေပြင်းအားနဲ့ရုံဝန်ဝက်မတ်လိုပရက်ရှာဧရိယာကဆက်လက်တည်ရှိပါရယ်။အဆိုပါအာကောင်းသောလေပြင်းအားနဲ့ရုံဝန်ကတော့မြောက်ဘက်ကိုဖြင်းညင်းစွာရွေ့ရှားနိုင်ပြီးတော့ပုံမအာကောင်းလာနိုင်ကနောက်24နာရီတွင်မှမုန်တိုင်းငယ်ဒီပရက်ရှင်ဖြစ်ကိုရောက်ရှိမယ်လို့ခန့်မှန်းထားပါရယ်။ကပ်ပရီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာမုတ်တုံလေအာကောင်းပြီးတော့ကြံဘင်္ဂလားပင်လယ်မှာမုတ်တုံလေအာလုံးကောင်းပါရယ်။မနက်ဘက်မနက်ချိန်ဒီခန့်မှန်းချက်ကတော့ကေဟန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ဘက်မှာနေရာစစ်စစ်နဲ့ကြံတိုင်းဒေ ေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြမှုထစ်ကြုံရွာသွန်းပြီးရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီယော်တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကွက်ပြီးမူကြည့်ပါမယ်။ရွာရံရောင်းနှုန်းပြည့်ဖြစ်ပါတယ်။မုန်တိုင်းအောင်ပြတ်ပေါ်မှုအခြေအနေကတော့ရောင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအီယော်တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမုန်တိုင်းအောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမုန်တိုင်းအောင်ရေရှားရနေရာတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူမိုးထစ်ကြုံတာလေပြင်းတိုက်တာ မွချိုးပစ်တာလျှက်စင်းလက်တာနဲ့မိုးသီးကြွေတာစတယ်မလို့သာဖြစ်စင်နေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာပါတယ်။မြမပင်လေပြင်းမြဝကြုံမရခိုင်ကမ်ရန်တက်လျှောက်နဲ့ကန်းလွန်ပင်လေပြင်းမှာတော့မကြာခဏမိုးတက်လေပြင်းနဲ့ကြာရောက်ပြီးတော့လှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြာရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီကိုမိုင်40ကနေ45မိုင်ထိတိုက်ခတ်ပါမယ်။လှိုင်းမြင့်ဟာမြဝကြုံမရခိုင်ကမ်ရန်တက်လျှောက်နဲ့ကန်းလွန်ပင်လေပြင်းမှာ73ဘေကနေ15ဘေကန်ရှိပါမယ်။မိုးတမခွေမိုးတရင်နိုင်ကမ်ရန်တက်လျှောက်နဲ့ကန်းလွန်ပင်လေပြင်းမှာတစ်ခါတည်းရန်မိုးတက်လေပြင်းကြာရောက်ပြီးလှိုင်းကြည့်ရကနေလှိုင်းလွန်ကြည့်ပါမယ်။ မော်တော်လေပြင်ကြားရောက်စင်မှာရေပြင်မြေပြင်လေပြင်ဟာတနအိကို35မိုင်ကနေမိုင်40ဒီတိုက်ခတ်ပါမယ်။လိုင်းမြဟာမုံတမကွေမော်တော်ရဲနိုင်ကရက်တက်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်မှာ9ပေကနေ13ပေကရှိပါမယ်။နောက်နှစ်အတွက်ခမန်းချက်ကတော့ရောင်တိုင်းဒေသကြီး၊ဝိုးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အရာဝတီဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးထစ်ကြုံပင်နေရာကွက်ပြီးမိုးကြီးပါမယ်။နေပြည်တော်နဲ့ညီအတွက်မနက်ဖြန်နဲ့ချိန်ကြီးခမန်းချက်ကမိုးတစ်ချိန်နှစ်ချိန်ထစ်ကြုံရပါမယ်။ရွှေရံရံတော့ပြည့်ဖြစ်ပါတယ်။ ရောင်မြို့နယ်နေတွိုက်အတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းချက်ဟာမိုးသင်းတဲ့ထေချုံရွာပါမယ်။ရွာရံရောင်းဖြစ်ဖြစ်ပါရတယ်။မန္တလေးမြို့နယ်နေတွိုက်အတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းချက်ဟာမိုးတစ်ချိန်နှစ်ချိန်ထေချုံရွာပါမယ်။ရွာရံရောင်းဖြစ်ဖြစ်ပါရရှင်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်မေလ28ရက်နေ့ညနေ3နာရီကနေမနက်ဖြန်မနက်3နာရီအတွင်းမိုးများနိုင်တဲ့မြို့တွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဒီနေ့ညနေ3နာရီကအချိန်ကနေည9နာရီအတွင်းပူရာအိုမချမ်းပေါ်နာမွန်ဆွန်ပရာပန်ဖားကန်ကာမိုင်း၊နမ်ဒီမိုးကောင်အင်တော်ကြီးမိုးညင်ဟိုးပင်မြို့လာရွှေကူ၊စင်ဘိုမြစ်ကြီးနာဝိုင်းမော်ဆက်တုံးတော်ဖုံးရံမြို့တဲ့ဗမော်မန်စီလက်ဟဲခန်းဒီလေးရှိဟောမလင်မြို့တဲ့ဖောင်းပြင်တမိုးဘန်းပေါင်အင်တော်ကတာပင်လေဘုံဝန်းတို့ကောလင်ကျွန်းလာကမ့်ဘလူ၁၀ ရင်မပင်ရေဦးခင်ဦးရွှေဘူဝက်လက်စကိုင်းအရာတော့ခမ်းပန်မော်လိုက်ကလေးကလေးဝတပိတ်ချင်းစင်ကူမရရမရလေးမဟာအောင်မီအောင်မီသာဆန်ချမြတာစီချမ်းရီသာဆန်ပြင်ကြီးတကွန်ပသိမ်ကြီးပြင်ဦးလွင်ပလိတ်မြင့်ငယ်စင်ကိုင်းအမရပူရာတရာဦးကြောက်စဲတဲတော်ဝန်းတွင်မြစ်သားတာစီမိတီလာကံကောထီလင်းကြောက်ထုစောပေါ့ဆလင်းစင်ပြူကျွန်းပွင့်ပြူစကုမင်းဘူစေတုတရာငဖဲမင်းဘူးရင်နံကြောင်းမကွေးမင်းလှနတ်မောက်မျိုးတဲ့တောင်းရင်းကြီးစင်ပောင်ဝဲတရက်အောင်လံမင်းတုံးအောက် ်ကံမှပဲခူးတိုင်းနောက်ပိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးပဲခူးတိုင်းရှေ့ပိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးပဲခူးတိုင်းတောင်ပိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးရောင်တိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးအီရရီတိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးမွန်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေအားလုံးတနင်္လာနေ့တိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးဘောကလေးဖာပွန်လွိုင်ကိုဒီမော့ဆိုဖရူဆို ဖားဆောင်ရှားတော်ရွာတဲ့ရှမ်းပြည်နယ်မှာရှိတဲ့မြို့နယ်အားလုံးနဲ့ချင်းပြည်နယ်မှာရှိတဲ့မြို့နယ်အားလုံးတွေမှာမိုးတင်းတင်းကနေနေရာကွက်ပြီးမိုးကြီးတာမိုးသက်ထန်တာမိုးကြိုးပြစ်တာနဲ့လေမိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်။ဒီနေ့ည9:00နာရီချိန်ကနေမနက်ဖြန်29ရက်မနက်3:00နာရီတွင်မှာတော့နာမွန်ပူတာဝမချမ်းပေါ်စံပရာပွန်စော့လွန်ချီဝေစတုံးစင်ပေါ်မိုးညှင်းဟိုးပင်အင်တော်ကြီးနမ်တီမိုးကောင်းမြကျင်းနာဝိုင်းပေါ်ကမိုင်ဖားကန်တနိုင်းလဟေခန်းဒီလေရှိဟောမလင်မျိုးတဲ့ဖောင်းပြင်တမူခန်းပတ်မော်လိုက်ရင်မှာပဲ เมงเกงกันีกะลีกะลีวาเปเล မုံရွာဘုဒ္ဓလင်ဆလင်ကြီးချောင်းဝူမြောင်စကိုင်းတပိတ်ချင်းမရယာပသိန်းကြီးမဟာအောင်မြေအောင်မြေတာဆန်ပြည်ကြီးဒီကောမန္တလေးအမရပူရာချမ်းမြတာစီချမ်းရေးတာဆန်ပလိတ်မြင့်ငယ်စင့်ကိုင်းစင့်ကူကြောက်စဲမြေတာတဲတော်ဝန်တွင်ပျော်ပွဲရမဲတဲ့မဲတီလာတာစီမက်လိုင်းမြင်းချန်ညာဦးပကံမျိုးတဲ့ပခုတ်ကိုရေစကြိုမြိုင်အထက်ကမှာပေါ့စောကြောက်ထုထင်းလင်ဂံကောစင်မြူကျွန်းဆလင်စေတုတရာပွင့်ဖြူစကုမဲဘူးငဖဲမျိုးတဲ့နတ်မောင်တောင်တွင်းကြီးစင်ပောင်ဝဲမကွေးမင်းလှစင်ပောင်ဝဲတရ က်အောင်လံအောက်ကမှပဲခူးတိုင်းနောက်ပိုင်းမှာရှိတဲ့မြို့နယ်အားလုံးပဲခူးတိုင်းအရှိန်ချမ်းမှာရှိတဲ့မြို့နယ်အားလုံးပြင်ပုံကြီးဖျားကြီးဝေါ်ပဲခူးတနက်ပင်အင်းတော်ကဝတော်ဝတက်ကလရောင်တိုင်းတွင်းမှာရှိတဲ့မြို့နယ်တွေအားလုံး အရာရီတိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးကြိုက်ခတ်ပြီးချောင်းစုံမွလမြိုင်ပေါင်တထုံဘီလင်းကြိုက်ထူတင်စီရက်ကြိုက်ထီးဥတောင်ကရားပြည်နယ်အတွင်းရှိတဲ့မြို့နယ်တွေအားလုံးနမ်မတူတီဘောလာရှူနန့်လန်မိုင်းရဲတန်ရန်ကျင်းသည်မန်တော်မူဆဲနန့်ခန့်သိန်းနေကွက်ခိုင်တာမိုးညံမုံကိုကုန်းချံလောက်ကင်ချင်းရွှေဟောပန်လုံးဟူပန်မိုင်းမော်မန်ကန်နာဖန်ပန်ဆန်းမိုင်းဆန်းကွန်ဟိမိုင်းဆန်တချိလေးမေဆိုင်တာလီကျိုင်းလန်မိုင်းယူမိုင်းရောင်မိုင်းခုံမိုင်းဖြံမိုင်းလာမိုင်းရံ မိုင်းပောင်မိုင်းခန့်မမန်မိုင်းပြင်တုံတာကျိုင်းတုံမိုင်းကန်မောက်မဲစီဆိုင်ကြောက်တလုံးကြီးမိုင်းတောင်ညောင်ရွှေရက်ဆောင်ရွာငံပင်တရာ အောင်ပန်းကလောဟဲဟိုးရွှေညောင်နောက်တရာတီချစ်ပင်လောင်တောင်ကြီးဟိုပုံအေးတရာဖဲခုံပင်လောင်ပေါင်းလောင်မိုးပြေတဝဲလောင်းလုံးတရချောင်းပလောပလောက်ဘိတ်ကျွန်းစုဘုတ်ပြင်းမျိုးတွေမှာတော့မိုးတဲ့နဲ့ကနေနေရာကွက်ပြီးမိုးကြီးတာမိုးတက်ထန်တာမိုးကျိုးပြစ်တာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်